အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feed channel လေးမှာပရိသတ်များကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီကနေ့မှာတော့ကျွန်တော်ဖတ်ပြတင်ဆက်ပေးခြင်းနဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကတော့ဆိုင်းဆရာကြီးဖင်မိရေးသားထားတဲ့အုံနောက်နဲ့နှလုံးသားလို့အမည်ရတဲ့စာအုပ်ထဲမှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဆောင်းပါးကောင်းလေးရဲ့နာမည်ကဂုံတိတ်ခါရှိသူများ ထားချသည့်ဂရီစကားလို့အမည်ရပါတယ်ကျွန်တော်နဲ့အတူဒီဆောင်းပါးကောင်းလေးကိုနားဆင်ခံစားကြည့်ကြပါအောင်ခင်ဗျာ ုံတိတ်ခါရှိသူများထားကြသည့်ဂရိစကားဖြောင့်မတ်တည်ကြည်မှုဟူသည်90ရာခိုင်နှုန်းရှိ၍ရသောအရာမျိုးမဟုတ်95ရာခိုင်နှုန်းရှိ၍ရသော အရာလည်းမဟုတ်ရှိလျင်ရှိသည် မရှိလျင်မရှိဤနှစ်ခုမှာ တစ်ခုသာပဲဖြစ်နိုင်သည်ပီတာစကော့ဒီစ်1960ခုနှစ်များတည်းကဖြစ်ပါတယ် ကျွန်တော်တို့ကုမ္ပဏီထူထောင်ကစားအစောပိုင်းကာလပဲရှိသေးတယ်။အဲဒီတုန်းကနေအခုတတိကျွန်တော်တို့အတွက်တန်ဖိုးရှိနေသေးတဲ့သင်ခန်းစာတစ်ခုကိုကျွန်တော်ရရှိခဲ့ပါတယ်။အဲဒီတုန်းကကျွန်တော်တို့ IMG ကုမ္ပဏီကအဓိကအနေနဲ့ခေါင်းသီးအားကစားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုတာဝန်ယူဆောင်ရွက်ပေးပါတယ်။ကျွန်တော်တို့အတွက်အရန်ကန်ကောင်းတဲ့အချက်တစ်ချက်ကအဲဒီတုန်းကနမဲကြီးခေါင်းသီးကစားသမားကြီးနှစ်ဦးဖြစ်တဲ့အာနုပါမနဲ့ဂယ်ရီပလေယာတို့ကို ဖောက်သည်တွေအဖြစ်နဲ့ရရှိထားတာဖြစ်ပါတယ်။အာနုနဲ့ဂယ်ရီကကောက်တီးလောကမှာ ထိတ်သီးဖြစ်နေုံသာမကဘဲနဲ့လူပုဂ္ဂိုလ်အရာလဲအရန်ကုန်တိတ်ခါရှိပြီးတော့လေးစားခင်မင်စရာကောင်းတဲ့ professional ဆစ်ဆက်ပုဂ္ဂိုလ်တွေပဲအဲ့ဒီချိန်တုန်းကကောက်သီးတဲ့ပတ်သက်တဲ့အစီအစဉ်မှန်သမျှမှာသူတို့မပိုင်ရင်မပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကုမ္ပဏီဖို့ကတော့သူတို့ကိစ္စတွေကိုတာဝန်ယူဆောင်ရွက်ပေးခွင့်ရတာဟာချိန်နဲ့အားရစရာကောင်းတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။တချိန်မှာတော့ Ford Motor Car Company ရဲ့ Lincoln Majority ဌာနကွဲက sponsor ပြုလုပ်တဲ့ MAC ရုပ်ရှင်ကုမ္ပဏီရဲ့လက်ခွဲတစ်ခုဖြစ်တဲ့ Review Studio ကရိုက်ကူးထုတ်လုပ်တဲ့ Challenge Golf အမည်ရှိတဲ့ကောက်ပွဲ CD တစ်ခုကိုဖြစ်မြအောင်ဆက်သွယ်ဆောင်ရွက်ပေးဖို့အတွက်ကျွန်တော်တို့ကိုတာဝန်ပေးလာပါတယ်။အဲ့ဒီ CD မှာအာနိုပါမာ Gary Player အတွေ့ကတခြားကောဒီအားစားသမား၂ယောက်နဲ့တပွဲပြီးတပွဲရှင်ပြိုင်ကစားပြတော်တာမှာဖြစ်ပါတယ်။ကုမ္ပဏီတစ်ခုကခင်ခင်မြင်မြင်ရင်းနှီးနဲ့ညှိနှိုင်းဆောင်ရွက်ကြပြီးတော့သဘောတူစာချုပ်တစ်ရက်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ စာချုပ်ထဲမှာဖော်ပြထားတာတွေကအဓိကလုံရင်ချက်ကတော့ပြည်ဝဲတွေကိုရပ်ပေါင်း90ကာလအတွင်းမှာကယ်လီဖိုးနီးယားပြည်နယ်ထဲမှာရှိတဲ့ခောက်ကွင်းတွေထဲမှာလှည့်လည်ကျင်းပရိုက်ကူးမှဖြစ်ပါတယ်။ညီနိုင်ဆွေးနွေးစဉ်ကလည်းကျင်းပဖို့နေရာတွေနဲ့ပတ်သက်ပြီးဘယ်မျိုးဘယ်ခောက်ကွင်းစတာတွေကိုတိတိကျကျပြောဆိုမှုတွေရှိခဲ့ပေမဲ့လည်းထက်တန်တက်ကြွနေတဲ့ပူပေါင်းဆောင်ရွက်ရေးစိတ်ဓာတ်တွေအရာအဲ့ဒီအသေးစိတ်အချက်တွေကိုစာချုပ်ထဲမှာထည့်ရေးဖို့မလိုဘူးလို့သဘောထားခဲ့ကြပါတယ်။ဒါပေမဲ့ review studio ကပုံကိုရကနန်းပေါင်းဆက်၉စီးနဲ့ထန်ပြီးတွက်ချက်ကြပြီးတဲ့နောက်မှာတော့ဇလန်တွေကရှုပ်ထွေးစာပြူလာပါပြိုင်ပွဲတွေကို Los Angeles မြို့ပတ်ဝန်းကျင်မှာရှိတဲ့ကွင်းတွေမှာကျင်းပမယ်ဆိုရင်သူတို့အတွက်ရိုက်ကူးရေးစီအများကြီးတက်တော်သားမယ်ဆိုတာကိုရှိမိသွားတာကြောင့်ဖြစ်ပါတယ်အနည်းနာမှာပဲရိုက်မယ်ဆိုရင်ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ကြီးကြပ်သူတွေအတွက်ခရီးစရိတ်တွေတဲခိုစရိတ်တွေတက်တာသွားမှာပါ over run တွေလည်းယွန်နေသွားမယ်အဲ့ဒီတော့ဘယ်လိုလုပ်ကြမလဲ review ရဲ့ရှိနေတွေကစားချုပ်ထဲကဟာခွက်ကိုလိုက်ရှာကြတယ် အဲ့ဒီအခါပြန်ပွင့်ရီကို Los Angeles မြို့ရဲ့အိမ်နာမှာရှိတဲ့ Orange မြို့ရဲ့မှာကြီးကျင်းပခြင်းမပြုရဆိုတဲ့အချက်မျိုးကိုစာချုပ်ထဲမှာမှတ်ပါတာကိုသွားတွေ့ကြပါတယ်။သူစင်ကျင်တဲ့သူဟုတ်နေပေမဲ့တစ်ဖက်ကကြေတနာရှိလာပါတယ်။ဆွေးနွေးညီနေစဉ်ကပွဲစဉ်တချို့ကိုကယ်လီဖိုးနီးယားပြည်နယ်မြောက်ဘက်မှာရှိတဲ့ကွန်းတွေမှာကျင်းပမဲ့အကြောင်းနောက်နှစ်ဖက်ကကောင်းစွာနားလေသဘောပေါက်ခဲ့ကြပြီဖြစ်တဲ့ဆိုတဲ့အချက်ကို Lincoln Marjorie ရဲ့အထွေထွေမန်နေဂျာ Chase Mossy ကအခိုင်အမာထုတ်ဖော်ပြောဆိုလာပါတယ် အထူးသဖြင့်တော့နာမည်ကြီးထိပ်သီးကလပ်တစ်ခုဖြစ်တဲ့ Pebble Beach ကျောက်စရစ်ကန်စီကောက်ကလပ်မှာတပွဲကစားဖို့သူတို့ဘက်ကတည်ချထားပြီးဖြစ်ပါတယ်။ဇိန်ထန်ကအကောင်စားကြီးတွေထုတ်လုပ်တဲ့ Lincoln Marjorie နီနဲ့အပြန်စားအကောင်စားကောက်ကွင်းတစ်ခုနဲ့အတူတွဲပြီးတော့ပွဲထက်ချင်တာကလည်းတဘာဝပဲဖြစ်ပါတယ်။ဒီလိုနဲ့မော်စီကလည်းသူ့ရဲ့ရှင်နေတွေကိုခေါ်ပြီးကောက်ကွင်းရွှေ့ချက်ရမှာ Lincoln Marjorie ရဲ့သဘောတူညီချက်ရရှိဖို့လိုတဲ့ဆိုတဲ့အတိတ်ပဲကောက်ယူနိုင်တဲ့ရည်သားချက်မျိုးစာချုပ်ထဲမှာပတ်မပါလေ့လာဖို့ တကယ်လို့အဆင်မပြေရင်သဘောတူညီချက်ကိုလုံးဝရုပ်သိမ်းဖို့နီးလန်းရှာစီပါတယ်။အစကတော့ပျော့ပျော့ပါပါချစ်ချစ်ခင်ခင်စတင်ခဲ့တဲ့အလုပ်တစ်ခုကအခုတော့အပြန်အလှန်ပြစ်တင်ဝေဖန်ပြီးအကြီးအကျယ်ရန်ဖြစ်တော့မယ့်အခြေအနေကိုဆက်ရောက်လာပါတယ်။ဒါပေမဲ့ကံအားလျော်စွာနဲ့မော်စီက MC ဥက္ကဋ္ဌလီဝစ်ဆာမင်စီကိုဖုန်းတစ်ချိန်ဆက်လိုက်တာနဲ့အကုန်လုံးပြည်စည်းအပြေလည်သွားပါတယ်။မော်စီကဒီပြဿနာနဲ့ပတ်သက်ပြီးသူတို့ဘက်ကခံစားရတဲ့အနေအထားကိုဝက်ဆာမင်သဘောပေါက်ပြောပြပါတယ်။ သူနဲ့ပြောဆိုပြီးတဲ့နောက်မှာဝက်ဆာမင်ကသူ့ရဲ့လူတွေကိုခေါ်ပြီးမိကုံးတစ်ခုပဲမိပါတယ်။သူ့ရဲ့မိကုံးကမင်းတို့ဆွေတွေညှိနှိုင်းတော့ကလင်ကုံးမာဂျူရီကလူတွေခေါင်းထဲမှာ Bevel Beach မှာလည်းတပွဲကစားမဲလို့မှတ်မိသွားစေမဲ့စကားမျိုးပြောမိသလားမပြောမိဘူးလားတဲ့။သဘောတူစာချုပ်ထဲမှာဘာတွေပါမပါသူမသိကြဘူး။သူတို့ကုမ္ပဏီနဲ့ဥပဒေချောင်းအရာဘလို့ပိုင်ဆိုင်ခွင့်တွေရှိတာမရှိတာသူအလေးမထားဘူး။ကွင်းပြောင်းကစားတာကြောင့်ကုန်ကြစိတ်ဘလောက်ထိတက်သွားမယ်ဆိုတာလေသူနားမထောင်ကြဘူး။သူသိချင်တာက အထက်ကမိကုန်းနေတဲ့အဖြေပဲဖြစ်ပါတယ်။တပတ်ကသူတွေနဲ့ပြောဆိုစဉ်တော့က Pebble Beach မှာလဲတပွဲဆိုတဲ့သဘောမျိုးပါသွားခဲ့တဲ့အကြောင်းဝန်ခံစကားထွက်လာတာနဲ့တပြိုင်နက်ဝက်ဆာမင်ကသူ့လူတွေကိုမော်စီကိုတောင်းပန်ခိုင်းပါတယ်။ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးနောက်ထပ်ဘယ်သူမှအချိန်အလဟသက်မကုန်စေနဲ့လို့ဆိုပြီးတော့ကာမယ်ကန်ဂျီကိုရိုက်ကူးရေးအဖွဲ့တပွဲချက်ချင်းဆီလို့စီပါတယ်။အဲဒီတော့ကမော်စီနဲ့ဝက်ဆာမင်တို့စကားပြောဆိုဖြစ်လိုက်တဲ့အကြောင်းကြောင့်ပြလူပြစဲ challenge cup city က ပြန်ပြီးတော့အသက်ဝင်လာပြီးအေးဆက်တင်မှနေတဲ့ကုမ္ပဏီနှစ်ခုရဲ့ဆက်ဆံရေးကလည်းပြန်လည်ညှိထွေးသွားခဲ့ပါတယ်။စာချုပ်စာတမ်းထဲမှာစကားလုံးအတုံးနှုံးအတိအကျရေးသားဖော်ပြထားသည့်ဖြစ်စေမဖော်ပြထားသည့်ဖြစ်စေနှုံးနှစ်ဖက်နားလေသိရှိထားရမယ်ဂရိကဘုကိုမပြတ်မကွက်လိုက်နာရမှာဖြစ်တဲ့အကြောင်းအပြန်အလှန်တရားခိုင်မှသွားတာကြောင့်ပဲဖြစ်ပါတယ်။အခုကျွန်တော်ဖတ်ပြနေဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းလေးကတော့ဆိုင်းရေးဆရာကြီးဖြစ်မြင့်ရေးသားထားတဲ့အုံနောက်နှစ်နှလုံးသားတို့အမြင်ရတဲ့စာအုပ်ထဲမှာ ဂုံတိတ်ခါရှိသူများထားကြသည့်ဂရီစကားလိုအမည်ရတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတက်ဆက်ပေးခဲ့ခြင်းဖြစ်ပါ යි ခင်ဗျာဒီဆောင်းပါးလေးထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေကိုနှုတ်ကတိပေးထားခဲ့တဲ့အကြောင်းအရာတွေကို ကျွန်တော်တို့တွေလွယ်လွယ်ကူကူနဲ့မဖောက်ပြလိုက်ဖို့ပြီးတော့ကျွန်တော်တို့စာကြောထဲမှာပါတီဖြစ်စေမပါတီဖြစ်စေကျွန်တော်တို့ဟို စာကြောထဲမှာပါတယ်မပါဘူးဆိုတဲ့အကြောင်းပြချက်နဲ့ကျွန်တော်တို့တွေနှုတ်ကတိတွေကိုလွယ်လွယ်ကူကူမဖြတ်လိုက်ကြဖို့ကျွန်တော်တို့တွေနှုတ်ကတိထားခြင်းကကျွန်တော်တို့တွေစာကြောထဲမှာ ရေးထားတာထက်အများကြီးလေးနက်တယ်ဆိုတဲ့အကြောင်းလေးဒီကျွန်တော်တို့တယောက်နဲ့တယောက်ဂရီစကားထားခဲ့ကြတဲ့အထက်မှာကျွန်တော်တို့တွေဂရီဖောက်ဖြတ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေဆက်ဆံရေးတွေလူမှုဆက်ဆံရေးနဲ့ပဲဟာဘလောက်ထိအခက်ခဲတွေ့သွားစေနိုင်သလဲဆိုတဲ့အကြောင်းအရာလေးတွေကိုဒီဆောင်မလေးထဲမှာဆရာဖေမီယကြီးစားထားတာကိုတွေ့ရပါတယ်။အဲဒါကြောင့်မလို့အခုလိုမျိုးပညာပေးဆောင်မကောင်းလေးတွေဘ ਹੁ တုဒ္ဒပေးတဲ့ဆောင်မကောင်းလေးတွေကိုဖတ်ရှုနားထောင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဆရာဖေမီယကြီးစားထားတဲ့အုံနောက်နဲ့နှလုံးသားမူရင်းစာအကောင်းလေးကို ဝယ်ယူဖတ်ရှုအားပေးချဖို့ကျွန်တော်ရဲ့ literature page channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာ။နားဆင်သူများအားလုံးပြီးရင်ခတ်သိမ်းကြီးညင်းကြပါစီ။ဒေါသခတ်သိမ်းကြီးညင်းကြပါစီ။စီးရင်ခတ်သိမ်းကြီးညင်းကြပါစီ။နှလုံးစိတ်ဝင်အေးချမ်းကြပါစီ။နားဆင်သူများအားလုံးပြီးရင်ကြောက်ကြစီးရင်ကြီးပြီးကိုစိတ်နှဖျားစမ်းမှချမ်းသာကြပါစီ။ကောင်းကျိုးလိုရာဆန္ဒများလေးတလုံးတဝပြည့်စုံကြပါစီလို့ကျွန်တော်ရဲ့ literature page channel လေးမှာနားဆင်ပေးခဲ့ချသူတအူးတယောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ။